တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်နေ့21ရက်နေ့တော်တွင်မှဘဝရည်ရွယ်ချက်တရားမြင်မဲ့ခက်ခဲမှန်သမျှကြော်လွှားနိုင်မယ်ရှင်းစွဲနေတာနေပုံမြင့်တဲ့နေထောင်ရောက်ရှိမယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်ဥတီချက်ပြောင်းပြီးလောက်ကင်ချင်းတွေချိုးပေးမယ်အခက်ခဲကြားမှာထိုးပေါက်ပြီးတိုးတက်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောက်ကင်ချင်းတို့ရဲ့ကောင်းသောကျိုးကျေးဇူးကိုရရှိမယ် 15ရက်နေ့မှာငွေချေးကံကောင်းခြင်းလက်ဖွင့်ခြင်းကြိုးပမ်းခြင်းနေရှိမယ်16ရက်နေ့မှာသစ္စာမဲ့တဲ့သူတွေစကားမတည်တဲ့သူတွေကြောင့်အနောက်ရှက်တွေဖြစ်တတ်တဲ့18ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေရည်သစ်တွေကိုလက်တွေ့သုံးချပြီးဥတီချက်သစ်တွေကိုဆောင်ရွက်ပါ16ရက်နေ့မှာရပိုင်권တွေပြန်လည်တောင်းဆိုနိုင်တဲ့ခက်ခဲကြထိုးပေါက်ပြီးတိုးတက်မယ်19ရက်နေ့မှာကြံတိုင်းအောင်ဆောင်တိုင်းမြောက်လုံတိုင်းထုံးပေါက်မယ်20ရက်နေ့မှာ အပြိုင်ဆိုင်ကြားတိုးတက်ခြင်းလိုရာပြည့်စုံခြင်းတွေရှိပြီ။၂၁ရက်နေ့မှာတော့အာမခံခြင်းတာဝန်ယူခြင်းမလုပ်ရဘူး။ဂရိမတိရစုနဲ့တွေ့တတ်ပါတယ်။ဒီတပတ်တာကာလအတော်အတွင်းမှာတနင်္လာနေ့အင်္ဂါနေ့ကြာသာပတိနေ့မွေးသူတွေကိုကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့သောကြာနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တွေဖြစ်တတ်ပါတယ်။နံပါတ်၈ခွန်း ကိုကနန်းနေကျိုးပေးပါတယ်အနဲ့ရောင်ပြာရင်ရောင်လက်ပြာကိုနေဝှက်ပြီးအလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ကောင်းချင်းကံကြမ္မာများရစေရန်လို့ငါပန်းဖြူတပွင့်ဖျားကတ်သူပူဇော်ပြီးလောရဆုတောင်းမှာတူကြစွာကောင်းချင်းနေရရှိနိုင်ပါတယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ် အောက်တိုဘာလ15ရက်နေ့နေ့27ရက်နေ့တွင်ကာလဟာအညာဆိုးများလွှမ်းမိုးနေတယ်။တပားသူကြောင့်ကို့မှာရည်ရွယ်ချက်တွေရည်မှန်းချက်တွေနဲ့နာဆုံးရှုံးတတ်တယ်။စက်ပစ္စည်းတွေလျှက်စက်ပစ္စည်းတွေပျက်စီးမယ်။ကိုယ့်လက်နဲ့ထိနေတော့ပစ္စည်းတွေပြတ်သွားတာတွေကျုံတတ်တယ်။အလောတကြီးဝယ်လိုက်တဲ့အတွက်ရောင်းမဝယ်မတွေလည်းဖြစ်တတ်တယ်။အလောတကြီးရင်းနှီးမြှုပ်နှံမှုကြောင့်ဆုံးရှုံးမှုတွေရှိတတ်တယ်။ ဘာလို့လို့ဒီချိန်မကစဉ်းစားပြီးမှလောကီမှာ15ရက်နေ့ကရန်နောက်ဆက်တွေနဲ့ထိတိုက်တွေ့ပြီးစိတ်ပင်မလူပင်မဖြစ်ပဲ16ရက်နေ့ကရာရာဆင်ပြေသောနေထားနဲ့တွတ်တက်တဲ့ကံတွေပေါ်လာမယ်18ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြောင်းအောင်စီစဉ်နိုင်တယ်18ရက်နေ့ကငွေကြေးကံလုပ်ငန်းကစီးပွားကံတွတ်တက်19ရက်နေ့မှာငွေကုန်ကြေးကြများမယ်တခုတည်းမကတဲ့လို့တွေကိုလောက်ကန်ရလိမ့်မယ်20ရက်နေ့မှာတပားသူကြောင့်ကိုယ်ရည်ရွယ်ချက်ပျက်စီးမယ်23ရက်နေ့မှာ အတိုက်ခံကြတိုးတက်မှုကိုဖန်တီးနိုင်တဲ့အနေထားကောင်းကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကလအတော်အတွဲမှာဇာကပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိန်နောက်ဆက်တည်းရှိနိုင်ပါတယ်အနီအောင်ချက်သွေးရောက်ပန်းရောင်တို့ကိုသုံးရမှာဖြစ်တယ်369ကုကနန်းနေ့ကျိုးပေးပါတယ်အနီအောင်ပန်းပွင့်ဖျားတင်ပြီးလိုရာဆန္ဒပြုရဲ့ ဆုတောင်းပြေဆန္ဒပြေပါလိမ့်မယ်ယေရှုတည်းမှာအင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတော်တွင်မှာရန်တိုက်ခံနေကြတဲ့အတိုးတက်မယ်လူမျိုးခွဲအကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အပြောင်းလဲတဲ့တိုးတက်မှုကြုံမယ်အရဝေးနဲ့ဆက်ဆက်သောလှုပ်ကြိုးပေးမယ်ရပ်တန့်ထားတဲ့လှုပ်တွေပြန်လဲစတင်နိုင်တယ် နေရာထိုင်ခင်းကိစ္စပြောဆိုမှုအစဉ်ပြေမယ်အပြိုင်ဆိုင်ကြားမှာတိုးတက်မှုကိုကြုံမယ်15ရက်နေ့မှာကောင်းသောကံနဲ့တိုးတက်ခြင်းတွေရှိမယ်အရာရာအစဉ်ပြေမယ်16ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံ စီးပွားကံ ထူးထူးခြားခြားတိုးတက်မယ်18ရက်နေ့မှာရန်နောက်ဆက်တွေကြားတဲ့ကထိုးပေါက်ပြီးလုပ်ရမယ်18ရက်နေ့ကတော့ထူးထူးခြားခြားကောင်းတဲ့နေ့ဖြစ်လာတယ်။အရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းတွေရှိတယ်။ 19ရက်နေ့မှာအတိုက်ခံနေကြတဲ့တိုးတက်မယ်ငွေကြေးကံကောင်းမယ်20ရက်နေ့လုံးသမျှကြံစီသမျှအောင်မြင်စင်ပြေခြင်းကြုံမယ်21ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေပြောဆိုမှုလုပ်ငန်းရေးအောင်မြင်မှုနဲ့ရှင်းပြမှုအောင်မြင်မှုတွေကိုကြုံတွေ့ရမယ်အနေထားရှိပါတယ်ကြာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့တနင်္လာနေ့မွေးသူများကြောင့် စိန်အောင်ရှေရှိနိုင်ပါတယ်နှစ်ခုကိုကနန်းနေအကျိုးပေးပါတယ်အစိမ်းရောင်ဖြူရောနှိုးနှင်ရောင်တို့ကိုအကျိုးပေးရောင်များဖြင့်သုံးဆွဲနိုင်ပါတယ်အိမ်မှာရှိနေတဲ့တပြက်စီအဟောင်းနေခြေသောဘွားအဟောင်းနေစွန့်ပြစ်လိုက်ပါအညာကင်း၍ကောင်းခြင်းကံတွေရရှိလာပါမယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတွင်းမှာ အလုံးစုံကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေရှိတယ်။မိမိလိုရာစံတတ်မှန်သမျှပြည့်စုံမယ်။လုပ်ငန်းမရှိသူလုပ်ငန်းရမယ်။လုပ်ငန်းရှိသူတိုးတက်မယ်။ပြည့်ဝသူများစမ်းပွင့်မယ်။အခက်အခဲအလုံးကိုပြေလည်ပြီးကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရှိမယ်။15ရက်နေ့မှာအလုံးစုံကောင်းခြင်းနဲ့တိုးတက်ခြင်းကံတွေကြုံမယ်။16ရက်နေ့မှာရှင်ပြန်မှုမှန်သမျှအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကြုံမယ်။19ရက်နေ့မှာ မထင်မှန်ဖြစ်ပြဿနာဟောင်းနေပြန်ဖြေရှင်းရတတ်တဲ့စိတ်ရှုပ်ရတတ်တဲ့အစင်းတော့ဖြေသွားမှာပါဆက်ရှိရနေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုမှုတွေဆင်ပြေမယ်စမ်းဖွင့်မယ်ဆက်ကိုရနေ့မှာအပြောင်းလဲနေရှိမယ်ရည်မှန်းချက်အောင်မြင်မယ်ဘဝထွတ်တဲ့20ရနေ့မှာငွေကြေးကလုပ်ငန်းကံထူကောင်းပြီးထွတ်တဲ့တဲ့21ရနေ့မှာရံများမယ်ပြိုင်များမယ်တိုက်ခတ်များမယ်စိတ်ရှုပ်ရမယ် ဒီတပတ်တာကာလအတွင်းဂျာသာပတိနှင့်ဗုဒ္ဓနှင့်အင်္ဂါနှင့်မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့တောင်းချန်နေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တည်ရှိတတ်တယ်။၃နှစ်ကိုကနန်နေ့ကျိုးပေးတယ်။အပြာရောင်အနီရောင်ကျသွေးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။အိမ်နီးပါးမှာရှိတဲ့အသက်အရွယ်ကြီးရင်သူတို့ကိုစေဝါအာဟာရလှူဒန်းခြင်းပြုပါ။ကျေးဇူးတင်ပါတယ်။ဂျာသာပတိနှင့်မွေးသူအားလုံးမင်္ဂလာပါ။ 2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာအပြောင်းလဲတွေဆက်တိုက်ဖြစ်မယ်ဥတီချက်စ်တွေလောက်ကင်နိုင်တယ်ဆော်ရွက်လိုက်တဲ့နေရာတိုင်းမှာအတိုက်ခံနဲ့ထိတဲ့တွေ့မယ်မဖြစ်မနေလောက်ကင်မှုကြောင့်ဆုံးမဲ့မှာအောင်မြင်မယ်တခါမှမလုပ်ဘူးသေးတဲ့လူတွေလုပ်နိုင်တယ်တခါမှမဆောင်ရွက်ဘူးသေးတဲ့လမ်းကြောင်းတွေကိုထိတဲ့ရင်ဆိုင်ပြီးတော့လောက်ကင်ကြောင်သာမကဆောင်ရွက်သမျှဆုံးဖြတ်သမျှမှန်ကန်ပြီးတော့ မူလဘဝရဲ့ပုံမြင့်တဲ့အခြေအနေတစ်ခုကိုကိုပြောင်းတိုးတက်ခြင်းကိုကြုံတွေ့ရပါလိမ့်မယ်။15ရက်နေ့မှာလမ်းကြောင်းသစ်တွေတိုးတက်မှုသစ်တွေဖန်ပြီးတိုးတက်မယ်။အောင်မြင်မှုကိုရမယ်။16ရက်နေ့မှာရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်။ငွေကြေးကန်ကောင်းမယ်။18ရက်နေ့မှာလုံသမျရည်ရသမျအစဉ်ပြေပြီးတိုးတက်မယ်။17ရက်နေ့မှာအလုပ်ဖို့ကိစ္စဖို့တွေကြုံမယ်။ရှင်ပြန်မှုအောင်မြင်မယ်။19ရက်နေ့မှာအနှောင့်အယှက်တွေကြုံပြီးမှနှောင့်နှေးပြီးမှအစဉ်ပြေမယ်။ 20ရက်နေ့အရာရာကောင်းခြင်းတိုးတက်ခြင်းတွေရှိတယ်21ရက်နေ့မှာအပြောင်းလဲတဲ့တလန်းနဲ့လူရာပြည့်စုံခြင်းတွေကိုရရှိလိမ့်မယ်ဒီကာလအတွင်းတနင်္လာရင်ကဗုဒ္ဓနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေစနေမွေးသူတွေအနောက်ရှေ့ပေးရတဲ့169ကနန်းနေအကျိုးပေးတယ်အဝါရောင်လိမ်မောရောင်နုနေရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ် အဝါရောင်ပန်းဝင်လေးတွေဖျားကက်လူပူဇော်ပြီးလိုရာဆုတောင်းရင်ဆုတောင်းပြေပါတိမ်မယ်ကျေးဇူးတင်ပါတယ်။တောက်ချန်နေမွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတောတွင်မှာအလုံးစုံသောပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်။ဆောင်ရွက်မှုမှန်သမျှဆင်ပြေလာမယ်။သက်လွယ်သောအကြံဉာဏ်နဲ့တိုးတက်မှုတွေရှိပြီးတော့ရှင်ပြန်မှုတွေမှာအမြင်မယ်။မရည်ရွယ်ပဲခီးသွားရမယ်။မထင်မှတ်ပဲလှုပ်လိုက်တဲ့ကိစ္စကနေ့ ထူးခြားတဲ့နာမည်အောင်မြင်မှုနဲ့တိုးတက်မှုကိုရလိမ့်မယ်။15ရက်နေ့မှာရရသတိရှိရမယ်။ရန်နဲ့ရှင်ပြီးလောက်ရမယ်။16ရက်နေ့ကသူများပြဿနာကိုပြဿနာဖြစ်တဲ့တိသစ္ဆာမဲ့သူနဲ့တွေ့တတ်တယ်။18ရက်နေ့မှာစောင့်ရသမျှဆင်ပြေမယ်၊ပျော်ရွှင်ချမ်းမြေ့မယ်၊စမ်းပွင့်မယ်။18ရက်နေ့မှာခီးကိစ္စအောင်မြင်မယ်၊အပြောင်းလဲခြားတိုးတက်မယ်။၁၉ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စဆင်ပြေမယ်၂၀ရက်နေ့မှာ အပြန်ဆိုင်နဲ့ထိတဲ့တွေ့တတ်တယ်ဂတိပြည့်တဲ့သူတွေနဲ့တွေ့တတ်တယ်၂၁ရက်နေ့ကတော့အလုံးစုံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းတို့ကိုရရှိတဲ့နေ့တစ်ခုဖြစ်တယ်တနင်္လာနေ့သောကြနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိန်နောက်ဆက်ဖြစ်တတ်တယ်ကိုခွန်လေးကနန်းနေ့ကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်နေ့သုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါကောင်းခြင်းကံကြမ္မာများရစေရန်လို့ငါ နေမှရှိနေတဲ့ဖနာအဟောင်းထီဟောင်းတို့ကိုစွန့်ပြစ်လိုက်ပါကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ20ရက်နေ့တော်တွင်မှာမေကောင်းဆွေကောင်းထောက်ကူရမယ်စူပေါင်းလုပ်ငန်းကျူပေးမယ်မင်္ဂလာကိစ္စပတ်သက်ရမယ်အကြီးအကဲများထံမှကောင်းသောထောက်ကူနဲ့တိုးတက်မှုရမယ် ရှင်ပြန်မှုမှာသမျှအောင်မြင်မယ်တို့သမျှထင်ရှားသောကံကြမ္မာနဲ့တိုးတက်တဲ့ကံနေချုံမယ်15ရက်နေ့အရာရာရှင်ပြေသောကံနဲ့တိုးတက်တဲ့ကံရှိမယ်16ရက်နေ့ခီးကိစ္စအပြောင်းလဲကိစ္စနဲ့တိုးတက်မှုချုံမယ်18ရက်နေ့မှာငွေရေးကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းချုံမယ်17ရက်နေ့ရန်တိုက်ခံတဲ့ရှင်ပြေလောရမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးမှအဆင်ပြေမယ်19ရက်နေ့မှာထူးခြားတဲ့ကံကောင်းခြင်းနဲ့လူရာပြည့်စုံခြင်းရှိမယ်အခွင့်အရေးစစ်တွေပေါ်မယ် 20ရက်နေ့မှာရပိုင်권တွေပြန်ရမယ်အဝေးကလူတွေနဲ့ပြန်လဲဆက်ဆက်မှုကြိုးပင်းမယ်20တရက်နေ့မှာရပ်ထားတဲ့လူတွေပြန်လဲစတင်နိုင်တယ်ငွေချေးလက်လာပတ်ကံကောင်းမယ်တနင်္လာနေ့စောက်ကြနေရင်ကနေ့မွေးသူတွေကောင်းကြိုးပင်းမယ်ကြာသာပတင်းနေ့စနေနေ့မွေးသူများကြောင့်စိန်နောက်ဆက်ဖြစ်မယ်369ကနေ့နေ့ကြိုးပင်းတယ်အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်ကောင်းခြင်းကံကြမ္မာများရစေရန်အနီရောင်ပန်းဝင်လေးတွေဖျားတင်ပြီးလိုရာဆူတောင်းပြုပါ ဆုတောင်းပြေပါမယ်ကျေးဇူးတင်ပါ